အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီတိုင်းရွှေက400ကျနဲ့စီးပိတ်သွားပါတယ်ဒီနေ့က10ရက်နေ့9လပိုင်း2020နဲ့9ခုနှစ်ညနေပိုင်းတိုင်းရွှေသေးကတော့400ကျပါတယ်96.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲသေးဆိုင်ကရောင်းနေဈေးက9000နဲ့မှ2000ဆိုင်ကလက်ခံနေဈေးက9000နဲ့မှ900လက်ဝတ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းနေဈေးက9000နဲ့မှ800ဆိုင်ကလက်ခံနေဈေးက9960.9နဲ့ပေါင်းစည်းရှိပါတယ် ကမ္ဘာချွေတအောင်စားကိုဒေါ်လာ3342.53ရတဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းမှန်ငွေ30.86နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။96.5ငါးရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခေကဘန်ကောက်ထဲမှာလက်ကနှစ်ရာရှိပါတယ်။လက်က BSC ထိုင်းရွှေခေတစ်ပတ်သားကို9200နဲ့ပေါင်းစည်းရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9900နဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝယ်ရနာရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ1000ထိရှိနိုင်ပါတယ်။ မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ကစည်းနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့ထိုင်းရွှေလက်ဝယ်ရတဲ့ဘက်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခိုင်နှုန်းဖြတ်ပြီးတဲ့ပြင်ကို4900ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ထိုင်းရွှေကမနေ့ပိုင်းမှာဈေးတက်ပြီးမယ်ညနေမှာတော့တော်တော်ကိုပြန်ကျသွားတာဖြစ်ပါတယ်။ ခိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုချင်တဲ့သူတွေအတွက်လက်ခဈေးသက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကိုစခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်ခ95ပတ်သားထိဝယ်မယ်ဆိုရင်လက်ခကုန်ကြမရှိပါဘူး။ခိုင်းရွှေစင်းငွေစည်းတွေကိုအမြဲတမ်းတင်ပေးပါတယ်။ခိုင်းရွှေစင်းငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လှူထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကင်းလို့ဘေးရှင်နိုင်ကြပါစေ။